ခုဆိုရုံတင်ပြသနေပြီဖြစ်တဲ့အောင်ပါလီရွှေရှင်ဇာကားကြီးကြောင့်ပြောချင်ပါတယ်။ဒရိုက်တာကျော်စောင်းနဲ့အတွေ့ပုံရေးရိုက်ကူးထားတဲ့အောင်ပါလီရွှေရှင်ဇာကားကြီးကတော့ဆရာမင်းလူရဲ့ဝတ္ထုလက်ရာဖြစ်ပါရဲ့ရှင်။အခုဆိုလို့ရှိရင်ဒါကိုတင်းနုစူပါရက်ကွက်ပြီးဒုတိယမြောက်ရွှေရှင်ဇာကားကြီးအနေနဲ့ဒရိုက်တာကျော်စောင်းနဲ့အတွေ့ပုံရေးရဲ့လက်ရာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ဒါသေယုဆောင်နဲ့အနေနဲ့နေတိုးနဲ့တက်မွန်မြင်းတို့ပါဝင်ထားတယ်။ဝိုင်းရင်သေယုဆောင်နဲ့အနေနဲ့ဆိုလို့ရှိရင်လည်းရေအောင်မိသန်းနုမိသင်းစာဦးပြီးရခါမှာရွှင်ရွှေရီနဲ့ဟာသာသေယုဆောင်ပေါင်းများစွာပါဝင်ထားတာဖြစ်ပါရဲ့ရှင်။အဲဒီဟာသာဇာကားကြီးကဆိုလို့ရှိရင်တော့ဝင်းဖွာလာစားရတဲ့ပေါ့နော်ဒီနေ ေတိုးအနေနဲ့သူ့ရဲ့မိဘကသူဟာတကယ်သူများကိုကူညီတတ်တဲ့လူလို့ဒါတိကျသဘောထားပြီးသူ့အောင်ပါလေးလို့အမည်ပေးထားခဲ့တာပါအဲ့တော့အောင်ပါလေးကသူ့အသက်ကြီးလာတဲ့အခါမှာလည်းပဲသူ့ရဲ့အတွေးတွေလှုပ်ကလှုပ်ရှားမှုတွေအားလုံးကလည်းပဲတစ်ဖက်သားကိုကူညီဖို့အတွက်ဖြစ်တာပါဒါပေမဲ့သူ့ရဲ့စိတ်ကူးရသူကလွဲချော်ပြီးတော့သူ့ကူညီလိုက်တိုင်းမှာတစ်ဖက်သားကကူညီရမရောက်ခဲ့ပါဘူးဒီမှာတော့သူချစ်ခင်ပြီးတော့နှစ်သက်လာတာကတော့တတ်မွန်မြင်ဖြစ်ပါတယ်ဒါပေမဲ့ခက်တာကတတ်မွန်မြင်အကိုဒါခင်လိုက်နေတဲ့တရုတ်ဆောင်ထားခင်လိုက်ရဆိုရင်တော့တကယ်လို့သူစိတ်မနှက်တဲ့နေရာကနေပါဝင်ထားတဲ့ခါကျတော့စိတ်မနှက်တဲ့အကိုရဲ့ညီမကိုကြိုက်ရတဲ့အတွက် းမှာလည်းအခက်အခဲတွေရှိပါတယ်။ဒါတွေအားလုံးကိုတကယ်ကိုကောင်းမွန်တဲ့ပြည်ပြင်းတဲ့ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်နဲ့ပုံဖော်ထားတဲ့အတွက်ကြောင့်မို့လို့အောင်ပါလေရုပ်ရှင်ဇာတ်ကားကြီးအမည်ကိုလည်းပရိသတ်တွေအတွက်ဖွင့်ပြပေးချင်ပါတယ်ရှင်။မင်းကမဆောင်နဲ့။မင်းမလို့ဘာလို့လဲကျွန်တော်အောက်ပါလေပါခင်ဗျာကျွန်တော်ကူညီရပါဟိုလေးကင်းနေရမယ်လို့မသိလို့ပါ တူးထိုင်နေရပဲဗျာဟာတူးခါတားပြီဝင်လိုက်ပါညနေမလွတ်ဘူးဖြစ်နေလို့ခင်ဗျမင်းကောင်းတဲ့ကောင်းလေဟဲ့လားဟာမင်းကောင်းတဲ့စိုက်သွားတော့ဆဲစားမို့လေပုံမာလေကကြည့်ထားအဲ့ကြောင်မလို့လို့ရလာလားလေအဲ့လေနင်းချင်းတလာလားဟာဘာလို့ချင်းရမှာလဲကိုကြီးကလေဟာ အရရညဉ့်ညရရညဉ့်ညရညဉ့်ညရရနောက်ဘာလို့ရလာလဲကိုကြီးပဲရိုက်ဆိုအော်နဲ့ညမနောက်ရတဲ့နဲ့နောက်ရတဲ့နာမဟုတ်ဘူးလက်လုံးရဲ့ ွပညာမိုးကောင်းရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတာတော့ရန်ကုန်မြို့လယ်တန်းစင်ကေယာမှာဖြစ်ပါတယ်ဒီနေ့မှာဆိုရင်ဒေသန်ရှင်ကိုဝေလာရဲ့ Make it မကြိုက်သောသချင်းများ DVD Karaoke ကို promotion လုပ်တဲ့ပွဲတစ်ပွဲကျင်းပနေပါခင်ဗျာပရိသတ်များအတွက်ရိုက်ကူးတင်ဆက်ပေးကြပါတယ်ပရိသတ်တွေဆက်လက်ကြည့်ရှုကြပါခင်ဗျာပရိသတ်များခင်ဗျာဒေသန်ရှင်ဝေလာရဲ့ Make it မကြိုက်သောသချင်းများ DVD Karaoke promotion ပွဲကိုဇူလိုင်လ12ရက်နေ့ ရန်ကုန်မြို့ရဲ့အထင်ကြီးရနေရာတစ်ခုဖြစ်တဲ့လဲတန်းစင်ကေယာမှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင်တော့မိတ်ကဲမကြိုက်သောတချင်းများတေးဆွီထဲမှာပါဝင်တည်ဆုံထားတဲ့တရုတ်ဆောင်များမော်ဒယ်များနဲ့တူတူဒေသရှင်ဝေလာကအမတ်တရလက်မှတ်များရေးထိုးပေးခဲ့ပါတယ်။ဟုတ်ကဲ့ဒါကျွန်တော်ရဲ့ဒါ DVD ပေါ့ကျွန်တော်ဒီမကဲမဲ့တော့ DVD ကစီတီနဲ့တစ်နှစ်နဲ့တစ်လပေါ့ကြွားပြီးထွက်ခဲ့တာပါ ဟုတ်ရိုက်ကူးပေးထားတာကတော့ဒရိုက်တာ14ယောက်ပေါ့ဟိုသေုပ်ဆောင်တွေကတော့အယောက်30ကျော်ပါပါတယ်အများကြီးပါပဲဟုတ်ကျွန်တော်ကတော့အဆိုကက်လောက်ပါပဲဟုတ်အဆိုကက်လောက်သေုပ်ဆောင်ထားပါတယ်ဟုတ်အဲလူလာပြီးတဲ့အတွက်လည်းကျေးဇူးလေးတကယ်တင်ပါတယ်လို့တကယ်ဟိုကျေးဇူးအရင်တင်ပါတယ်ဟုတ်လက်မရေးထိုးပြီးတဲ့နောက်မှာတော့မီနီကွန်ဆတ်တစ်ခုအနေနဲ့ဒေသရှင်ဝေလာနဲ့တူတူဒေသရှင် များကဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ် na ta ta na ta ta tu ti e vi a pa ma ri ဒါရှင်ဝေလာရဲ့မိတ်ကမကြိုက်သောတချင်းများ DVD ကာရာအိုကေထဲမှာပါဝင်ပြုတ်ဆောင်ထားတဲ့တရုတ်ဆောင်များကိုလည်းအခုလိုပဲသိရှိလို့တမျှမင်းမြန်ဖြစ်ခဲ့ပါသေးတယ်ခင်ဗျာအာကျွန်တော်ရဲ့ရွှေစုံရဲ့ဒါရိုက်တာကတော့မေဘရန်ဒီပါဟုတ်အာတချင်းပုံစံကအခက်ပြသလို့ဒါ ဟိုနည်းနည်းဟိုစိတ်ရောဂါဝေဒနာခံစားနေရသူတို့သားတွေကြပေါ့နော်သူကမင်္ဂလာဆောင်မှာသူတို့သိတေပေါ့ဟာရဲပေါ့အဲ့ဒီပုံစံလေးဆိုတော့ရိုးလေးပါပဲဟိုမှာကျွန်တော်တို့နည်းနည်း twist လေးသုံးပြီးတော့ဒါတွေဒါရိုက်ပြရတာကောင်းပါတော့ င်ပြသူတို့သားပါရှင်ဟိုဟာကိုထူးနဲ့အာဒရိုက်တာကတော့မမ်မီဘရနီပါရှင်ကိုဝီလာဘွဲမှာဒီအဖေကြပြည်သူတွေအကုန်လုံးကျေးဇူးတင်ပါတယ်အာဒီကိုလေးကလည်းအဖေရကျွန်တော်တကွေတကွေပဲဖြစ်မှာပါအခုဟုတ် GT album ကိုပအဝင်ရိုက်ကူးတင်ဆက်ပေးထားတဲ့ဒရိုက်တာမေဘရနီကလည်းသူ့ရဲ့ရိုက်ကူးပုံဖော်ထားတဲ့စိတ်ကူးများကိုအခုလိုပဲပြောပြခဲ့ပါသေးတယ်ခင်ဗျာ ဲပါကိုဝီလာရဲ့အခမ်းအနားသတို့သားဆိုတဲ့အချက်ရိုက်ထားပါရှင်ဒီသချင်းကပေါ့အခမ်းအနားသတို့သားဆိုတဲ့အတိုင်းပါပေါ့နော်ကောင်လေးကအဲ့လိုမျိုးစိတ်တစ်ခုခုစိတ်ကလေးကြားဖြစ်နေပုံမျိုးပေါ့သူကမာလေးဟိုမင်္ဂလာပွဲမတိုင်မှာဆုံးသွားတယ်မို့သူကအဲ့ကမာလေးစိတ်နဲ့ဆွဲပြီးတော့အဲ့လိုစိတ်ကလေးဖြစ်သွားတဲ့ပုံလေးမျိုးပေါ့နော်ဒီတန်ရှင်ဝေလာရဲ့မိတ်ကဲမကြိုက်သောသချင်းများ DVD ကာရိုဂီလက်မှတ်ရေးထိုးပွဲကိုအမှုပညာညီကိုမောင်တော်များနဲ့တူတူစီကားတိုက်မဲ့စွာကျင်းပခဲ့တဲ့ပုံရိပ်တွေကို အမှုပညာမိုးကောင်းရဲ့အစီအစဉ်ကိုကြီးစုခန်းစားအားပေးနေကြတဲ့ပရိသတ်များအားလုံးအတွက်အခုလိုပဲတင်ဆက်ပေးလိုက်ရပါခင်ဗျာပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အမှုပညာမိုးကောင်းကင်အစီအစဉ်ရဲ့ရက်ကွေးဖွဲ့သားများအခုရောက်ရှိနေတဲ့နေရာကတော့သင်းသင်းရှင်ဘရိုမန်ရဲ့နောက်ထပ်အသစ်ထွက်ရှိလာမယ့်သေစီရီအယ်ဘမ်ဖြစ်တဲ့မင်းကြီးငွေစီသေစီရီမိတ်ဆက်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာပြည်သူများလည်းဆက်လက်ပြီးတော့ရှုစားကြည့်ပါအောင်ခင်ဗျာ လေးလံရှင် ရိုမန်ရဲ့မင်းကြီးငွေစေး JCD မိတ်ဆက်ပွဲကိုတော့ Orchid Hotel မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီရည်ဖြင့်ရိုမန်အောင်ကိုမြိုင်ဇော်လင်းခြုံကြီးတို့မှ ပါဝင်ကူညီအားဖြည့်ပေးထားတာပဲဖြစ်ပါတယ်။ ဒေသရှင်ဘရိုမန်မှလည်းမင်းကြီးငွေစေး JCD Avan ကို ဖန်တီးမှုများနဲ့ပတ်သက်ပြီးပြောပြခဲ့တာကိုလည်းပြည်သက်များနားဆင်ရပါပါကျွန်တော်ရိုမန်ပါကျွန်တော်ရှမ်းတိုင်းသားတယောက်ပါကျွန်တော်ဒီမင်းကြီးငွေစေးဆိုတော့ကျွန်တော်ဒုတိယခွေပါဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟောပေါ့မင်းကြီးငွေစေးဆိုတဲ့တချင်းရတော့ပါတယ်ဗျာခွေထဲမှာပါတယ်ဒါပေမဲ့အဲ့ဒီတချင်းကိုတည်ပြီးတော့ပေးရတော့မဟုတ်ပါနော်ဟောပေါ့တခွေလုံးကိုအဲ့လိုခြုံနှောင်းလိုက်တော့တချင်းတွေကမအီဘူးဗျာအဲတပုတ်နဲ့တပုတ်အဲ့လိုပေါ့ အသွားလာလေးပါပေါ့နားတော်လုံးကောင်းတယ်ဗျာအားကျွန်တော်ဒီမင်းကြီးငွေစီစုရဲ့နာမည်လေးအဆင်ပြေတယ်ဆိုပြီးပေးပြတာပါဟုတ်ကဲ့အချင်းကတော့ကျွန်တော်တို့အနုပညာဖန်တီးတာကြတော့ပါပေါ့တနည်းလောက်ပါပဲတနည်းလောက်ကြာတယ်ဒါပေမဲ့အဲ့လိုပါ missing လေးစောင့်ရတယ်အဲ့မဲ့အားကျွန်တော်ဒီအချင်းကတော့နည်းနည်းခွဲလောက်ကြာသွားတော့ပါနော်အဲနောက်73ရက်စတည်ပြီးတော့အခုမှထွက်နိုင်တာပါဟုတ်ကဲ့ဇွန်လ28ရက်နေ့မှာထွက်ရှိလာမယ့်ဒေသန်ရှင်ဘရိုမန်ရဲ့မင်းကြီးငွေစေး KCD Alban ဟာဆိုရင် The Sun Music Production ကနေထုတ်လုပ်ဖြန့်ချီပေးသွားမှာဖြစ်ပြီး Rock Guitar ကိုကြိုက်ညက်တတ်တဲ့ Guitar Chip ပြည်သက်များအတွက်ထူးခြားကောင်းမွန်တဲ့ Guitar တန်ဆင်များကိုနားဆင်ခံစားနိုင်မှာဖြစ်တဲ့အတွက်နုပညာမိုးကောင်းကင်အစီအစဉ်ကနေတင်ပြကျင်းဆက်လိုက်ရပါတယ်ခင်ဗျာ